ားလုံးမင်္ဂလာပါရှင်။ကျမဒီနေ့ဆရာကြီးစောဒီရေးသားထားတဲ့နှွေဦးချက်တီဆိုတဲ့ဝိထုအတူလေးတစ်ပုဒ်ကိုဖတ်ပြပေးချင်ပါတယ်။နှွေပေါက်လာတိုင်းရွက်သေးရွက်နှူများသည်ကျွန်တော်တို့အိမ်အနီး၌ငုဆက်ပင်၌အစီအီထွက်လာကြသည်။ကြည်ရမြင်ရသောအခါဝမ်းသာစရာကောင်းနေစိတ်နှုတ်ပြလာတယ်လို့ပဲထင်ရလေသည်။တို့ရရင် ကျွန်တော်တွေးနေမိသည်က ထွက်ပေါ်လာသောရွက်သေးရွက်နူများအကြောင်းမဟုတ်ထိုရွက်သေးရွက်နူများထွက်ရာဖြစ်သောမုစင်ပင်အောက်က ရေချမ်းစင်အကြောင်းသာဖြစ်သည်ထိုရေချမ်းစင်၌လူတို့၏စိတ်သိစိတ်နုစေရနာတိစေရနာနုတို့ကိုလည်းပေါင်နေကြသည်ဖြင့်ဟုတွေးမိခြင်းဖြစ်လေသည်တခါတော့ကကျောင်းသားတစုသည်ရန်ကုန်မှအထက်သို့ခီးထွက်ကြသည်ခီးထွက်ခြင်းအကြောင်းကတရေခေတ္တရာမျိုးဟာပကံမျိုးဟောင်းမှရှိတဲ့ ရှေးဖျားကူကြောင်းတစောင်းတို့ရဲ့အလှအပကိုကြီးရှုရန်ဖြစ်သည် ထိုကြောင်းသားဆိုရင်ကျွန်တော်လည်းပါသည်ယာဒီကကြောင်းဘက်ရဲ့တပေါင်းလားချစ်ချစ်တော့ပူတော့ယာဒီဖြစ်သည် ခရီးလန်းသည် မြည့်ထားလန်းတလျှောက်ဖြစ်၍မြည့်ထားသည်တငိမ့်ငိမ့်တလှုပ်လှုပ်ခုန်နေသည် နေသည်တပြေးပြေးတက်လာရာ ပူလာလေ၏မွန်တဲကနီးလေးလေးပူလီလီဖြစ်လေသည် ဒါနနဲ့သီလမပါရင်တေဃာမတည်တယ်။ရေဘူးနဲ့ဖနှက်မပါရင်နှီးဃာမတည်တယ်ဆိုသောစကားသည်ကျွန်တော်တို့၏စိတ်၌ထက်မြက်လာသည်။ထို့များလောက်ပူပြင်းလာသောရာသီတွင်ခီးသွောနေကြသောကျွန်တော်တို့မှာရေဘူးမပါလာခြင်းကြောင့်ဖြစ်ရန်တူသည်။မွန်တဲခန်းနီးလေးလေးပူလေးလေးရေငက်လေးလေးဖြစ်လာသည်။ထို့အခါရေဘူးယူမလာရကောင်းလားဆို၍အချင်းချင်းသူ့ကိုငါမဲ့ ငါ့ကိုတူမှန်ပြုကြကြကုန်လေသည်တယောက်ကဟေ့လူလေးအခုမှတောင်ပြောမြောက်ပြော လုံးမနေကြနဲ့ရှေးဘူးရာရောက်တော့ရေတောင်းတောက်ကြရုံပဲရှိတယ်အဲ့လူငေါလိုက်ရာရေငတ်တစ်ဖြစ်စိတ်တူနေကြတော့ကျွန်တော်တို့တစုသည်ငြိမ်ကျသွားရလင်းသည်သူ့နေပင်တထောင်ကအဖော်တယောက်ကဘုရားကလည်းရောက်ခဲလိုက်တာဗျာဟုမိရထားကို အားမရငီးလိုက်သေးသည် ဤသို့ဖြင့်မိရထားသည်ဘုရားယုံ အနည်းကိုချိကက်လာလေသည်ဘုရားရောက်လင် ရေတောက်လိုက်မည်ဟဲ့ဟုသော အမှုရာဖြင့်မိရထားပရင်ပေါ့တွင်ခေါင်းပြူတီပြူတီလှုပ်ရသည်မှာအမောပင်ဖြစ်လေသည် တောင်းကြသောအခါမိရထားရက်သည်ကျွန်တော်တို့ရေမဲရေငတ်တစုသည်ဝမ်းသာ၍မဆုံးဖြစ်ကြရလေသည်တို့ရာတွင်ကျွန်တော်တို့တစုသည်မိရထားမှာစင်းမီပြူပြီးမှ ကိုရှင်တက်လိုက်ကြရသည် လာလာ မင်းမပြောတစုသည် ရေအိုးကိုစီရွက်၏မိရထားပရင်ပေါင်းစီတို့လာ၍ရေလိုရှိသည် ယူကြပါရှင် ရေလူပါတယ်ရှင်ဟု ဆို၍ရေအိုးများကိုကမ်းကြပါသည် ကျွန်တော်တို့ရေမဲရေငှက်တစုသည်ကမ်းပေးလိုက်တော့ရေအိုးကိုလှမ်းယူ၍ရေအငှက်ဖြေလိုက်ကြပါသည်ကျွန်တော်တို့ရေတောက်ရဖြစ်တော်မူတာသည်ကြေးရွာဘူးတာခက်တီးတီးဖြစ်သည်ရေလာတိုက်တော်မိမတစုသည် ကြီးရွာသူများဖြစ်ကြသည်ထမိန်ကိုဒူးလောက်တူတူဝစ်ကြသည်မျက်နှာတွင်တနခါထူထူပိမ့်ပိမ့်လိမ့်ထားကြသည် ပုံပန်းမှာကောက်ဆိုင်သူမများပင် ဖြစ်တန်ရသည်မိရထားသည်ကြာရှည်ရက်လိမရှိသဖြင့်ထိုမိမတစုသည်ရေလိုသောမိရထားခီးသည်များရေအစိအင်္ဂါရအောင်အထုတ်ကြသည် နေဘူးဆက်ကားကို သူတို့မသိရေလိုခြင်းသူရေမရလိုက်မည်ကိုသာ သူတို့သိကြဟန်တူသည် ထို့ကြောင့်မိမသားဓာမဲ့အပြည့်အလွားရေးလိုက်ပေးဝေခြင်းဖြစ်သည်ထိုရေဒါနာရှင်တစုကိုကျွန်တော်တို့ယခုတတိုင်မြင်နေမိသည်သူတို့ဝစ်စားထားသည်မှာချီတဲ့တပန်နှမ်းများသာဖြစ်သည် အလုတ်တန်းလောက်ကြသူများဖြစ်သည်ဖြင့်ကိုလုံးကိုပေါက်တောင်တင်းသည်ရုပ်ရည်မှာချောသည်လှသည်ဟုမဆိုသာတို့ရာတွင် သူတို့၏ရေလူစေတနာရေဝီအမူအရာတို့ကြောင့်ပေလာမသည်သူတို့၏ရုပ်သည်ဝမ်းသာစရာကောင်း၍ ကျေးဇူးတင်စရာကောင်း၍ကြည်ညိုစရာကောင်းသည်ဟုထင်မိသည်ထို့အခါကျွန်တော်တို့ကိုယ့်ကိုယ်ကိုကျွန်တော်တို့ပြန်ကြည့်မိတယ်ရှက်အင်းကြီးဖြူဖြူစင်စင်နဲ့ပိုးလုံးကြီးနဲ့လက်ပတ်နာရီနဲ့စီမွေးလိန်ဘိုကင်းနဲ့ဖြစ်သည်ဤအချင်းရာတို့သည်ယဉ်ကျေးမှုလောဤတို့မေးကြည့်သည်ဤအချင်းရာတို့ကိုယဉ်ကျေးမှုဟုဆိုလေထို့မိမ့်မပြိုတစုရဲ့အမှုရာသည်အဘယ်နည်း ကျွန်တော်တို့သွားကြည့်မည်ဟုအားခဲလာခဲ့သောရှေးမောမြမာတို့ရဲ့အမှုပညာလက်ရာတို့ကိုယဉ်ကျေးမှုဟုဆိုလင် ထိုမိမ့်မပြိုတစု၏အမှုရာသည်အဘယ်နည်းထိုနည်းမှစ၍ယဉ်ကျေးမှုအကြောင်းကို တွေးမိတိုင်းနေပူကျဲကျဲတွင် ရေလိုက်ဝေသောထိုမိစင်းရဲ့တစု၏အမှုရာကိုကျွန်တော်ထဲ့မတွေ့ပဲမနေနိုင်တော့ပြီဆင်စစ်မှာကျွန်တော်တို့သည်မိမိတို့၏ယဉ်ကျေးမှုအစဉ်လာတစ်ခုကို နှစ်ဖူးတွေဒူးတွေတွေ့ခဲ့ပြီးဖြစ်လေပြီတရေခစ်တရားပကံတို့တို့မရောက်မီပင် တွေ့ခဲ့ပြီးဖြစ်လေပြီကြောက်စာမဖက်ရဘဲနှစ်ပင်တွေ့ခဲ့ပြီးဖြစ်လေပြီထိုအခါထိုကျေးရွာဘူရာ၌တွေ့မြင်ခဲ့ရသော ရေဝေအမှုရာသည်ထိုဒေတာကမိစင်းရဲ့တစုရဲ့ဒါနာစေတနာသာ ဖြစ်ချိတ်လိမ့်မည်ဟုထင်လိုက်မိသည်တို့ရာတွင်ထိုအမှုရာမျိုးသည်မြမနိုင်ငံအနှံပြတိမ့်ချီတောင်းချီ၍ရှိလေသည် နိုင်ငံဒလိထုံးစံတစ်ခုအနှစ်ပင်ရှိလေသည်။ညွေပေါက်လင်ထိုမူရာမျိုးသည် ပုံးရာမှပေါ်လာသည်အိယာမှနိုးလာသည် ရှူလောညောင်မင်းရိတ်ကောင်းကောင်းရှိလေသူရှိတတ်သည်။ပရောင်ရိတ်ကောင်းကောင်းရှိလေသူရှိတတ်သည်။ကိုကိုရိတ်ကောင်းကောင်းရှိလေသူရှိတတ်သည်။ထိုသူကအချားမို့တိတ်ကိုင်းမှဆိုင်းကျိုးဖြင့်တွဲလဲခုန်နေတတ်သော ရေချမ်းအိုးဖြစ်သည်။ မိမတော်မိမလာတန်းစီနေသည့်နေ့ပင်တူလေသည်တဖန်အညာဒေသများတွင်ထနောင်းမင် ခွာကောင်းကောင်းရှိလင် ခွာကြား၌သူရှိတတ်သည်အမိသည်သူ၏ခါးဆောင်တွင်တားငယ်ကိုကလေးခွင်ချီထားသည့်နေ့ပင်တူလေသည်တဖန်တစ်ပင်အမိမရှိလင် လေးကိုင်းစင်နှင့် ရှိတတ်လေသည် ခရီးပန်းလာသူသည် ရေမှုဖြင့်ရေခိုက်၍တောက်သည်တောက်ပြီးသောအခါရေမှုတွင်းကရေကြံကိုအိုခံကယုတ်ခွေ၌တွန်သည် ထိုကြောင့်မဟုတ်လောမျက်ပင်စိမ့်စိမ့်လဲ့လဲ့သည်ဂရုခွေတွင် ဝိုင်းခွေရေပေါက်လျက်ရှိတတ်သည်တဖန်ခရီးပန်းလာသူသည် ရေချမ်းစဉ်ကပန်းတွင် ရေအလူရှင်၏အမိကိုဖတ်ကြည့်ရသည် ဥအဝါဤကောင်းမှုတော့အဝါဤကောင်းမှုတခါတရံရေချမ်းစဉ်ကပန်းတွင်မြမပီပီနောက်တီးနောက်တောက်လှုပ်ချင်သောစာတန်းကိုသူမြင်ရသည်မြည်သည်နှင့်တပြိုင်နက်ပြုံးရသည် လူပြိုကြီးဥအဝါဤကောင်းမှု အပျိုကြီးတော်အဝါဤကောင်းမှုကုသိုလ်ရှင်လူပြိုကြီးမစွန်နိုင်လုံသောကြောင့်အိန္ဒိနာချင်းများက ပြည့်ရည်ပြူသားကြဟန်တူသည်ကုသိုလ်ရှင်အပျိုကြီးဟိုင်းနေပြီဖြစ်သောကြောင့်အဖော်များကကြည်ဆဲထားကြဟန်တူသည်တူဒီမောကုသိုလ်ရှင်လူပြိုကြီးစွန်ကျင်ရှာသောကြောင့်ကြောညာကန်းထဟန်တူသည်ကုသိုလ်ရှင်အပျိုကြီးအိုကျင်ရှာသောကြောင့်ရေချမ်းစဉ်ကိုယမေရှာထားဟန်တူသည် ကျွန်တော်တို့ရေချမ်းအိုးသည်တေးသေးတာတာတာဖြစ်သည်သူရရင်တတဝါခတ်သိမ်းကိုချစ်ခင်နေသည်ဂယုနာတက်နေသည် ပြောင်ပြနေသည် ထိုကြောင့်ရေချမ်းအိုးတည်ခြင်းရေချမ်းစင်ဆောက်ခြင်းသည်တရာစေတာနှင့်ပြုသည်ဟုဆိုလင်လေဟုတ်သည်ရေချင်းမောချင်းပြောင်ချင်းပြက်ချင်း၍ပြုသည်ဆိုသည်လေဟုတ်သည်ညမာပြပါပေသည် ထိုမူရာမျိုးသည်ຫນွေပေါက်တိုင်းနှူး၍တိ၍ပေါ်လာတတ်သည် ထိုအမူအရာမျိုးသည်ຫນွေဥကြက်သည်တစ်ခု ဖြစ်လေသည်ထိုအမူအရာမျိုးကိုမြန်မာနိုင်ငံသားတို့၏ရေချမ်းစဉ်ယဉ်ကျေးမှုဟုခေါ်ထိုက်လေသည် တဖန်လူလူအတွက်လူလူကပြုနိုင်သော အမူအရာမျိုးဖြစ်သည်ဖြင့်လူလူယဉ်ကျေးမှုဟု၍လဲဆိုနိုင်လေသည်ຫນွေဥကြက်သည်တစ်ခုကြံ့ပါသည်သည်ຫນွေပေါက်ပြီးဆိုလင်အတန်ကိုရက်တိုင်းရွာတိုင်းမြို့တိုင်းလိုလို၌ပင်တရရတတ်သည် ။အိုစီပုံမောင်းတန်နဲ့အတူကြားရတတ်သည်။ကျွန်တော်တို့စီမှာကိုဖေးဆိုသောလူတယောက်ရှိသည်။ကိုဖေးသည် သူ့အလို့သူ့အကိုင်နဲ့ခက်အေးအေးနေသူဖြစ်သည်။ရဲ့ရွာတွင်အညာတရားဖြစ်သည်။သူ့ရွာတွင်နေပေါ့၍ပရောက်ပွင့်လေသူစိတ်လေဖူးပွင့်ရပွင့်လာသည်။ကိုဖေးသည်ရဲ့ရွာတွင်လန်းတလားလေတော်သည်။သူတယောက်တည်းမဟုတ်ဖော်၃လျောက်လဲပါတတ်သည်ပလူမှုတ်သူကမှုတ်သည်အိုးစီတီးသူကတီးသည် လက်ကွင်းတီးသူကတီးသည်လက်ခုပ်တီးသူကတီးသည် ကိုဖေကမျောခွက်ပိုက်လက်အိမ်ပေါက်စီဝင်းရီဇီဝဒါနနွားလှော့ပွဲအတွက်တပည့်နှစ်ပြားနင်းများမဆိုးကုသိုလ်ပါဝင်ကြပါခမည်းဟုနှိုးဆော်သည်သူအတန်ဆိုသည်မှာ ထိုအတန်ကို ဆိုလိုခြင်းဖြစ်သည်နွားတက်ယုံကနွားသည်တနာစရာကောင်းသည်မြေကြီးအတွေ့အတွေ့နှင်းဖြစ်သည် ထို့သောကိုဖေပြောလျက်ရှိသည် ူစိတ်ထဲတွင်ထိုသို့မြင်ဟန်တူလေသည် ထို့ကြောင့်ထက်လှစွာသောဓာအောက်လယ်ဘင်းရောက်နေသောနှွားကို အရက်ကလှူလိုက်သောတပဲစုနှစ်ပြားစုနှင့်သူဝဲသည် ထို့နောက်ဂျိုးပြားတွင်ပရောက်ပန်းကိုဆင်းသည်နှွားတကူလုံးကိုတနက္ခအမွေးကြိုင်လိမ့်ကြံပတ်ဖြန်းသည်နှွားကြောပေါ်တွင် အလှအပကော်စောလွှားတင်သည် ထို့နောက်ပလေသမားအိုးစီသမားများနှင့်ဒုတိယမီရဲ့ရွာကိုလှည့်သည် ဤအခါတွင်အလူခံမှုမဟုတ်လှဲ့ပြဖို့ဖြစ်သည်တေဘေးကိုရောက်နေသောနှွားကိုရဲရွာဤအကူအညီဖြင့်တေဘေးမှလွတ်ခဲ့ကြောင်းတသက်ပြဖို့ဖြစ်သည်ရက်သူရသားတို့ဤစေတနာကိုရက်သူရသားတို့ပင် အကောင့်ထဲဖော်ပြလိုက်ခြင်းဖြစ်သည် ကိုစေတနာ ကိုပြန်မြင်ရ၍ဝမ်းမြောက်စေခြင်းသောသဘောပင်ဖြစ်ပါသည်ကိုပြည့်ကိုကျွန်တော်စောရကတက်ခဲ့သော အချက်ကိုပြောပြခြင်းပါသည်ထိုအချက်ကိုထပ်ပြောမှကောင်းမည်ထင်တယ် ကိုဖေကဖုန်ကြီးကြောင်းသားဖြစ်သည်မြမရှေရိုးစီကံအစင်လာနေရင်းရင်းနှီးနှီးလက်ပေါ်တရီနေ၍ကြီးပြင်းလာသူလည်းဖြစ်သည်ကျွန်တော်မှာလောကရဲ့ကြောင်းသားဖြစ်သည်မြမရှေရိုးစီကံအစင်လာနေသဘောတကံကိုကိုဖေလောက်မသိသူဖြစ်သည်ထို့ကြောင့်ကျွန်တော်ကကိုဖေဟာမျိုးကိုကိုဖေရဲ့ခမားနွားလှော်ပွဲရကောင်းပါရဲ့ဗျာနို့ပေမဲ့တနေ့တစ်ခါလွတ်ယုံနေနွားအလုံးဘယ်ချမ်းသာမရောဘူးဗျာ နေတိုင်းနာရီတိုင်းမိနစ်တိုင်းလှော့မှတံမဲပြားဟုလောင်လူပြောင်လူသောသဘောဖြစ်ဝါမင်းထံငါတက်သည်ဟုသောသဘောဖြစ်ငော့ပြောလိုက်သည်ထိုအခါကိုဖေက ဖြစ်မှာဖြစ်ရပလီကိုရင်ရဲ့ကိုရင်တွေးသလိုတွေးမယ်ဆိုရင်လဲတွေးတင်ပါရဲ့နှုတ်ပင်မဲ့တဲ့ဒီလိုတွေးကြည့်ပါအောင်လေတကယ်ဆိုတော့သူ့အသက်ကိုကယ်ရမယ်ဆိုတဲ့တရားဟာနွားအသက်သာဘယ်ဟုတ်မလဲ တတဝါခတ်သိမ်းအတွက်ပဲဖြစ်တင်တာပေါ့ဒီတော့နွားလွတ်ပွဲရဲ့သဘောကိုဒီလိုယူကြည့်ကြမှာနွားလွတ်ပွဲကျင်းပတဲ့အခါတိုင်းဘေးတင်နေတဲ့တတဝါမှန်သမျှဒုက္ခိတတတဝါမှန်သမျှကိုကဲအဲဆောင်းရှောက်အပ်တဲ့တတဝါတွေပါလားလို့သတိတရားမဖြစ်နိုင်ပေဘူးလားဗျဒီသတိတရားဟာကျုပ်တို့ခမားတို့ကိုနှစ်စင်နှစ်တိုင်းနှွေပေါက်တိုင်းနှိုးစော်နေတာနဲ့မတူဘူးလားဗျာ ဒီတော့ကျမရဲ့ပွဲက အရေးမဟုတ်ဘူးဗျကျင်းမရဲ့ပွဲရဲ့သဘောကသာအရေးပါဟု ကိုဖေကကျွန်တော်ဟာအေးအေးဆေးဆေးပြန်ဖြေလိုက်ပါသည်ဟုတ်သည်ကိုဖေအပေါ်မှာကျွန်တော်လူလေလုံးမိပြီကျွန်တော်ခေါင်းကုပ်နေလိုက်ရပါသည်မြမပြီမလွတ်လက်ခင်တုန်းကနောလှုပ်ပွဲတပွဲကိုမြင်ရသဖြင့်အနှောင်အဖွဲနဲ့နေရာတုံးဖြစ်တော့ကိုတိုင်းပြည်ကိုနွားကြီးကဲ့သို့လွတ်မြောက်စေခြင်းသောစိတ်ကူးကျွန်တော်မှာပောက်ဖူးပါသည် လွတ်မြောက်ပါစေဟုလည်းဆုတောင်းမှုပါသည်ယခုကမြမပြည်လွတ်လပ်ပြီးပြီတို့ရတွင်နွားလှုပ်ပွဲကိုနှစ်စင်တဲ့အတိုင်းຫນွေပေါက်တိုင်းမြင်ကျင်ပါသေးသည်မတော်လောဘအနှောင်ဖွဲ့မှာမတော်ဒေါသအနှောင်ဖွဲ့မှာမတော်မာနအနှောင်ဖွဲ့မှာခတ်သိမ်းကုန်သောအရမအနှောင်ဖွဲ့တို့မှမြမပြည်သည်ဘေးမဲ့နွားကြီးကဲ့သို့လွတ်မြောက်ပါစေဟုဆုတောင်းဖြစ်အောင်တရီလေး၍မနေခြင်းသောကြောင့်ဖြစ်ပါသည် ရှုလို့နောက်ဆုံးကအိုးစီဝိုင်းအိုးစီတန်းပလေတန်းလက်ကွင်းတန်းလက်ခုတ်တန်းတန်ကြားထိုးတန်တို့သည် မြည်၍လိုက်လာကြသည်အိုးစီဝိုင်းအရှိတွင်ဘေးမဲ့နွားကြီးဗရောက်ပန်းနှင့်တနခါနှင့်ဂရီပါနှင့် ကော်စောနှင့်အိန္ဒြေကြီးနှင့်တိတ်ခါနှင့် တလန်းချင်းလှမ်း၍လာပါတိုင်းနွားကြီးရဲ့အရှိတွင် ကိုဖေးအကကိုရွေကိုရွေရင်းရွေရန်ရွေ ရှေဆုံးကသွားပါတယ်ဤတို့လင်စီတန်းလှဲ့လေခြင်းကိုပြုလေသည်ဤတို့လင်မေတ္တာအမှုရာဂယုဏအမှုရာဝမ်းမြောက်သောအမှုရာတို့သည်လမ်းတကာတွင်စီတန်းလမ်းလျှောက်ကြလေသည် အမျက်ဆုံးသောစီတန်းလမ်းလျှောက်ခြင်းမျိုးပေသည်ထို့ကြောင့်နောလှုပ်ပွဲကျင်းမာခြင်းသည်တရာစေတရာနှင့်ပြုသည်ဆိုလင်လည်းဟုတ်သည်ကခြင်းခုံခြင်း၍ပြုသည်ဆိုလင်လည်းဟုတ်သည်မြမပြပါပေသည် ထိုအမူအရာမျိုးနေပေါတိုင်းနူရီတိရီပေါ်လာတတ်သည် ထိုအမူအရာမျိုးသည်နေဦးကြက်သည်တစ်ခုဖြစ်လေသည် ထိုအမူအရာမျိုးကိုမြန်မာနိုင်ငံသားတို့ရဲ့နွားလှုပ်ပွဲရင်ကျေးမှုဟုခေါ်ထိုက်သည်တပန်လူလူအတွက်လူလူက ပြုတ်နိုင်သော အမူအရာမျိုးဖြစ်သည်ဖြစ်လူလူရင်ကျေးမှုဟု၍လည်းဆိုနိုင်ပါသေးသည်ဆရာကြီးစောကြီးရဲ့ຫນွေဦးချက်တီဆိုတဲ့ဝတ္ထုလေးကဒီမှာပဲပြီးဆုံးပါပြီ။ နာဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်